ဒီအိမ်လေးကအစားတော့အမေကခေါင်းမိုးလေးရပြီဆိုတိကိကိကိအမေခေါင်းမိုးလေးရမေကပြင်းနေဆိုဘလောက်ကြာမလဲ35သိန်းလောက်ဆိုရင်ရမလားမသိဘူးလို့အမေကအဲ့တော့35သိန်းဆိုအမေကျမပြင်ပေးမယ်တဲ့သူကအေးဆိုနောက်ကြတော့အမေကသွားပြလိုက်ခါဒီဒီအိမ်ကြီးကအကုန်လုံးပေါ်မှာတွေ့တရာအကုန်ဆွေးနေပြီအဲ့တော့ဒီခေတ်တွေ့တဲ့ချက်နဲ့ဆိုတော့သိန်းက6ရအမေလေးအဲ့လိုဆိုကွာပြောပြတယ် ကိကိလည်းသွားမပြောရဲတော့အလူလည်းမခံတော့ဘူးကိုဟာကိုပဲအဲ့ဒီမှာမှခုပါခုပေါ်ကော်ရီနဲ့ရှောက်ကပ်လိုက်တာလုံသွားပြီတနှစ်တော့လုံသွားပြီနောက်နှစ်တော့မသိဘူးအဲ့တော့ကိကိကိုမရဒီလောက်ဒုက္ခလောက်ကြီးကြီးတဲ့အလူကြီးကိုမခိုင်းရပါဘူးကိုသားသမီးကိုလည်းဒုက္ခမပေးချင်ပါဘူးဒီလေအစားတော့အမေကခေါင်းမိုးရည်ရည်ပြောရ တိကိကိကိအမေခေါင်းမိုးလေးရတယ်မေယာပြင်းရဲဆိုဘလောက်ကြာမလဲ35သိန်းလောက်ဆိုရမလားမသိဘူးလို့အမေကအဲ့လို35သိန်းဆိုအမေကျမပြင်ပေးမယ်တဲ့သူကအေးဆိုနောက်ကြတော့အမေကသွားပြလိုက်ခါဒီဒီအိမ်ကြီးကအကုန်လုံးပေါ်မှာသွတ်တရအကုန်ဆွေးနေပြီအဲ့တော့ဒီခေတ်သွတ်တချက်နေဆိုတော့သိန်းက600အဲ့မလေးအဲ့လို့ဆိုကွာပြောပြတယ်ကိကိလည်းသွားမပြောရဲတော့အလူလည်းမခံတော့ဘူးကိုဟာကိုပဲအဲ့ဒီမှာမှခုပါခုပေါ်ကော်ရီနဲ့ရှောက်ကတ်လိုက်တာလုံသွားပြီ တနေ့တော့လုံသွားပြီနောက်နေ့တော့မသိဘူးအဲ့တော့ကိတ်ကိတ်ကိုမရဒီလောက်ဒုက္ခလောက်ကြီးကြီးတဲ့အလှကြီးကိုမခိုင်းရပါဘူးကိုသားသမီးကိုလည်းဒုက္ခမပေးချင်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ကိုကလှုပ်လို့ရလို့လှုပ်လိုက်တယ်လေခုကော်အေးဘာကော်လဲမသိဘူးအဲ့လူကောက်ကော်လေးတဲ့မရေခံပါလေလုံးသူကအဲ့ဒီကော်ဒီဝယ်ပြီးအဲ့ကော်ဒီကိုကကော်ဒီနဲ့လှုပ်ချရတာလုံသွားပြီခုအဲ့နောက်နေ့တော့နောက်နေ့ကျမသူ့တီအကုန်ပြုတ်ကြရင်တော့မပြောတတ်ဘူးသမီးရဲ့အဲ့လိုလေးတော့ရှိတာဘူးအဲ့ဒါပါ အဲ့ဒါကိုအကောင်းမြင်တဲ့လူကတော့အမေစေရနာလေးကိုမြင်ပါဘူးအမေကိုအလိုလျောက်ကို မုန်းနေတဲ့လူကတော့မုန်းတယ်လို့ပြောမှာပေါ့သမီးရဲ့ဒါပေမဲ့ကိုချင်းစာပါသက်တည်းလက်ကြီးပြီးအမေတို့တိုက်เสียခိုက်เสียရတယ်အမေတို့အရွယ်တိုက်မင်းတို့ကတိုက်တယ်သူကတိုက်ခိုင်းရုံပဲဘာမှပြန်ပြောเสียမလို့အမေတို့လည်းမသိဒါကိုရှင်ထဲမှာရှိကြပြောတာအဲမင်းတို့အမေတွေဆိုတော့အသက်ကြီးတိုင်းစကားကိုဒီလိုပြောရင်ဟိုရောက်တယ် နောက်ခဏမေ့တယ်အဲ့ဒီလူတွေဖြစ်လာမှာကိုမိဘနဲ့ကိုချင်းစာမယ်ဆိုရင်အမေတို့ဝေဖန်စရာမလိုပါဘူးနော်အဲ့တော့အမေတို့အကောင်မပြောခြင်းအကောင်ချိန်မမှုမလိုပါဘူးလားရေပြောကြတယ်အမေတို့ကမကောင်မပြောရင်လည်းတော်ပါပြီနောက်အမေတို့မင်းတို့မကောင်ပြောမင်းတို့မင်းတို့ဘာမှမလုပ်နိုင်ဘူးလေမင်းတို့ပြန်လည်းမပြောနိုင်ဘူးအမေတို့စီးပွားရေးပြအောင်ပြောလေသူကစီးပွားကုန်းမဖြစ်တော့သူကသုံးလူမသုံးတဲ့ဂမုံးဖြစ်သွားတယ်အသက်ကြီးသွားပြီဟာလား စကားရဖို့အမေတို့လိုအဖွာခံရှားသွားပြီအဲဒါမျိုးအမေတို့အဖွာခံရိုက်ဦးမယ်ဆိုအမေတို့မလုပ်နိုင်ဘူးအများကြီးအခုချိန်ကအလုံးအမေတို့ကဆုတ်ယုတ်နေတဲ့အချိန်ကျမကြီးလည်းဆုတ်ယုတ်တယ်အတိတရားတွေလည်းဆုတ်ယုတ်တယ်အတွေ့အမြင်တွေလည်းဆုတ်ယုတ်တယ်ဒီမှာအိမ်ထဲမှာအောင်းနေတော့ပိုးပြီးတော့အပြင်ပါတွေဖြစ်တယ်ဆိုတာမသိပါဘူးဒါမျိုးမသိလို့ဝေဖန်တာကိုအမေကျင်တတ်ပါတယ်သိမှမသိပဲအမေဝေဖန်တာ ည့်ရဲ့သားနဲ့ပြောတယ်ဆိုတော့အမေကလည်းလူပဲပြန်ပြောနိုင်ပါတယ်။อืมอืมเนาะအဲ့ဒီလူပေါ့။โอเคโอเคအဲ့တော့ဟိုနားလည်မှုလွဲသွားတဲ့သဘောလေးဖြစ်တော့ဖြစ်သွားဒါပေါ့ဒါပေါ့ဘက်ကကတော့ဒါဒီတိုင်းပဲအမေအမေလည်းသူ့ကိုဒီတိုင်းပဲဒီလောက်ဈေးပဲရှိတဲ့အချိန်မျိုးကိုကလည်းပြောလိုက်မိတာဟုတ်တယ်ပြောလိုက်တယ်မဟုတ်သူအဲ့ဒီအမုတ်ခစ်ကလည်းပြောင်းသွားတာလေဟိုအမေတို့အမေပြောတဲ့အချိန်ကဘီလိုက်မြေတိတ်မှရေး800ခု3000လေအဲ့သူကအခုဒီအခုတောင်းနေတော့သူ3000နဲ့ကျင်တောင်းမှာပေါ့ဤ ဒီမှာခစ်တွေပြောင်းနေတယ်အခြေအနေတွေလည်းပြောင်းနေပါတယ်ဆရာတော်ဦးစိတ်တက်ဆရာတော်ဖျားကြီးပြောတော့ဝါသုံးလုံးနဲ့အမီတို့နေပါတယ်ခွန့်လွတ်ပါပြောလို့အမီကပြောမှဆိုမှရှိရင်လေတကယ်ကိုဖြစ်စေခြင်းနဲ့စေရနာမေတ္တာနဲ့မှားခြင်းသာဖြစ်တယ်အကောင်းနဲ့သာမှားခြင်းဖြစ်ပါတယ်အဆိုးပဲရအောင်မှားနေတဲ့အမီမဟုတ်ပါဘူးเนาะအဲ့ဒါလေးပြောခြင်းတာ ပြောခွင့်ရတယ်လေယေຊုတင်ပါတယ်အေးယေຊုတင်ပါတယ်အဲအဲ့ဒီဇာကတော့အမေရလို့လေအမေနဲ့လည်းအာဝင်ခွင့်ကြတယ်လေဟုတ်အမေရဒါဖွားဖွားတိန်လုံးမှာဩဇာရှိတဲ့အဖွားတိန်လုံးကချစ်တဲ့ဘွားနောက်သိစီကံကြည့်တဲ့အဖွားအဲ့ဒီအဖွားမှာညီလေးဆက်စလူတယောက်ပါလာတာပေါ့အမီးလည်းပဲဘယ်သူမှလည်းကြောက်အောင်မမသိဘယ်သူမှပြောသွားသူကနှွယ်ဆိုးဆိုးဖို့ဆိုကိကိလည်းတိတ်လိုက်ပါတယ်ကိကိကအလှပြတဲ့နေရာတော့သူများဃာဝင်လေးဝတ်ထားရင်လေ တကယ်ကျွေးကလေးလိုလှတာပဲအဲ့ဒါကြောင့်အမေတို့ကချစ်တယ်အဲ့ဒီမှာသူ့ကိုမေတို့ကသူ့အတွက်လင်ရှားကြတာပေါ့ကြီးရှားတဲ့ဘဲကောင်ထဲမှာလည်းအဆင်မပြေဘူးလင်ရှားကြတာလို့ကနောက်ဆုံးကျဘယ်လိုပြေွားကြအောင်မေတို့ကမသိပါဘူးကွယ်အဲ့အဲ့ဒီဇာလန်လေးပါအဲ့ကိကိနဲ့လိုက်ပါတယ်နောက်သူလည်းလုံနိုင်တယ်နောက်မင်းသားလေးလည်းအငယ်လေးဆိုကြည့်ကောင်းတာပေါ့ကြီးချစ်ချစ်မလုံးတာလေကော်ပြီးသွားပြောအခုသွားမလို့လေဘွား ကော်ဖီဆိုရင်ကော်ဖီကြီးမလုပ်ခဲ့နဲ့မုံမှာယူခဲ့နော်ကြာလာဟုတ်ဒီကားလေးကိုကြည့်ရင်စိတ်ချမ်းသာရမယ်သင်ခန်းစာရမယ်နောက်မိသားစုတစုဟာညီညွတ်နေရင်ဒီမိသားစုကိုဘယ်သူမှရံမပြုတ်နိုင်ဘူးအဲ့တော့အဖွားကြီးကဩစာအနာရှိတယ်ပါးရသမီးရေကြိုင်နိုင်တယ်ချွေးမလည်းပဲဘွားကြီးစိတ်ကြိုက်ပဲတမက်လည်းဘွားကြီးစိတ်ကြိုက်ပဲမြီးကလည်းဘွားကြီးစိတ်ကြိုက်ပဲအဲဒီစိတ်ကြိုက်တဲ့အကူ ဲ့မှာမြီးလေးလောက်လို့လွယ်လွယ်သွားတာလေဒါလေးပါ exactly อ่ะချစ်เสียကောင်းပါတယ်သမီးရဲ့ဟုတ် interview လေးကြည့်မဲ့ဟာလေးရတယ်နတ်သမီးညက်ခတ်ဆိုတာနာမည်လေးရတယ်ဆန်းတယ်ဟုတ်ကဲ့နောက်ပြအဲ့ဝမုံရွှေရတယ်နတ်သမီးလေးလို့လှတယ်နောက်မင်းသားငယ်ငယ်လေးရတယ်သူ့ခန်းနဲ့သူကြောင်တဲ့ကောင်ကကြောင်နော်ဒေါသကြီးတဲ့ကွာကြီးအကုန်ကောင်းနေရှင်အပေးပါလို့ဒါမျိုးကျမကိုလည်းကြည်နော် ကျမကကျွန်တော်ဆန်ကြီးကတိတ်ပြီးတော့ကြည့်လို့ကောင်းသေးတာပဲဆိုရင်ကျမသမီးကျွေးရတယ်အတူတူပါပဲရှင်တို့ကောင်းနေဆိုကျမရိုက်ရမယ်လေ။အော်ဘွားကြီးကဘာမှလည်းမသိပါဘူးကျမရိုက်ဆရာအကြောင်းမရှိတော့ဘူး။အဲ့ဒါကောင်းတယ်လို့ပဲပြောပေးနော်။အဲ့ဒါလေးကိုပြောချင်တာပါ။ဟုတ်ကဲ့ပါအမေကျေးဇူးတင်ပါတယ်။မေရလေးကျေးဇူးတင်ပါတယ်တော့။